တခိတခါကအင်မတန်ကြော်ကြားလာတယ်။လက်မိတော်ရဆရာတော်ကြီးရှင်ဥက္ကဋ္ဌကြောင်းပြောချင်တယ်ဗျာ။ဆရာတော်ရှင်ဥက္ကဋ္ဌရဲ့မိဘအမျိုးသားတီမှာမကွေးခရိုင်တောင်ကြီးမြို့မြောက်ဘက်16မိုင်ကွာမှာရှိတဲ့မြို့သစ်မြို့ကဖြစ်ပါတယ်။အင်္ဂလိပ်မြန်မာနောက်ဆုံးစစ်ပွဲရဲ့ဒဏ်ရာတန်ချက်နဲ့ထွက်ပြေးတင်းရှောင်နေတဲ့တောင်ကြီးမြို့အရှေ့မြောက်ဘက်တမိုင်ခွဲကန့်ကွာစီမီထုံးဆိုတဲ့ရွာငယ်လေးမှာ1259ခုနဲ့တော်တရင်လာစုပ်ကိုရဲ့ ခရစ်နှစ်1969စတင်မှာ19ရက်နေ့တနင်္ဂနွေနေ့နက်6နာရီချိန်မှာဆရာတော်လောင်းလျာကိုဖောင်းမြင်ပါလေအဖနာမည်ကဥမိုးရွှေထအမိဒေါ်မယ်လှဝါတို့ရဲ့သားသမီး၅ဦးအနက်အငယ်ဆုံးသားပါမွေးချင်းပေါ့ခေါ်တော့ကိုပေါ်ကိုမိဟန်ကိုကိုရမဖွားမုံနဲ့ဆရာတော်လောင်းလျာကိုအောင်စံထွန်းလို့ဖြစ်ပါလေဆရာတော်က1963ဇူလိုင်14ရက်နေ့မှာ အကာတဏိယကံ ပြုခဲ့ကြတယ်လို့လည်းဆိုပါတယ်1980အထူးဝိနေစရခုံရုံးအမှတ်နဲ့ဆုံးဖြတ်ချက်အရဆရာတော်ရဲ့လူသေးလူဖြစ်ဝါဒကိုဖျက်သိမ်းစေခဲ့တယ်လို့ဆိုပါတယ်ဒါကတော့တခိတ္တခါကအင်မတန်ထင်ရှားခဲ့တဲ့လူသေးလူဖြစ်ဝါဒအရှင်ဥက္ကဋ္ဌပဲဖြစ်ပါတယ်ရှင်ဥက္ကရာငယ်ဘွားအကြောင်းပြောရရင်ငယ်ဘွားရဲ့ထူးခြားချက်တစ်ခုကအလွန်စော့တယ်အငြိမ့်မနေအမြဲလှုပ်ရှားတတ်ပါလေ နှစ်နှစ်သားရွယ်မှာအိမ်နီးချင်းကစားဖို့တူနဲ့ဓာလူကြရာတစ်ဖက်ကလေးမှမတော်တဆခုံမိတဲ့အတွက်နှစ်ဖူးမှာသေရပါအောင်မယူကြည့်ရှိတော့ပါလေအဲ့ဒီနောက်လဲနဲ့အလူလိုက်တော့ရမိခင်ဖြစ်သူမှာလဲပေါ်မှာလက်တစ်ဖက်ကိုဆွဲယူချလိုက်ရလက်မောင်းရင်းအစ်စ်လွယ်သွားပြီးတော့လက်ဝဲဘက်လက်မှာရောင်ရောင်လေးတိမ်နေပါလေခုနှစ်နှစ်သားရွယ်မှာရွာတောင်ဘက်ရှိရန္နာပင်စီတောရရိပ်တာကိုပို့ဆောင်အနံပညာသင်ကြားပါလေ ကန့်ကိုလက်လက်ငဲဆရာမဆရာတော်ဦးရာစိန်သားဖြစ်ပါတယ်။ရှင်းနှစ်သားရွယ်မှာရှင်ပြုပြီးတော့တာမဏိဘောင်သွတ်သွင်းပါတယ်။အသက်၁၀နှစ်သားမှာတရားကြီး၈ဆောင်းနဲ့တကွာတင်ဂျိုချမ်းမှာအာဖုန်ဆောင်နေပါတယ်။တာမဏိဘွားနေ့စဉ်နဲ့နဲ့မှာတောင်တွင်းမြို့တွင်စွန့်ခံဝင်ရပါတယ်။နေပိုင်းစာအင်ရနေညနေပိုင်းနောက်ဘက်တကြောင်းချမှာရှိတဲ့ငှက်ပစ်တော်တော်ရမှာဟန်တော်ဒီသတင်းစာကိုယူပြီးဆရာတော်ကြီးကိုဖတ်ပြရပါတယ်။ဒါကြောင့်အဲ့ဒီကလေးကစပြီးတော့ ရှေးဥက္ကရာဟာမြမရေယာကပရေယာဝန်တာနုရေရုရှားဂျပန်စစ်ပွဲ ပထမကပစစ်အဆရှိတဲ့ကြီးမားလာတဲ့အရေးခင်းတဲ့အာယုံတပ်ဝင်ရင်းနေပါတယ်။မြို့ရင်းစွန့်ခံရမှာအပြန်ကံပေါင်းရိုးမှာနနခင်းတိုင်းလမ်းရှောင်းလေးရှိတဲ့အင်္ဂလိပ်မျက်နှာဖြူတတော်ဝန်တော်ဇနီးမောင်နဲ့နဲ့နေ့စဉ်တွေ့ရှိရင်းနှီးခင်မရာကအဆပြုပြီးတော့ရှင်ကျို့နဲ့သင်ကြားရတဲ့ပညာရည်တွေအကြောင်းပြောပြရင် နောက်ပိုင်းမှာအဲ့ဒီအင်္ဂလိပ်ဇနီးမောင်နဲ့ကိုဆရာတော်ကြီးထံမှာအရောက်ခေါ်ဆောင်သွားပါလိမ့်မယ်။ ်အင်္ဂလိပ်ဇနီးမောင်နှံဟာနောက်ပိုင်းဗုဒ္ဓဘာသာဖြစ်သွားပါတယ်အင်္ဂလိပ်ဇနီးမောင်နှံဟာဘီလောက်ကိုပြောင်းတဲ့အထိဆရာတော်ကြီးနဲ့အဆက်အသွယ်မပြတ်လေးစားကြည့်ညိုခဲ့တယ်လို့ဆိုပါတယ်အသက်17နှစ်သားမှာပညာဆက်လက်သင်ကြားဖို့မန္တလေးကိုပို့ပါတယ်အဲ့ဒီတုန်းကမန္တလေးအရှိပြင်းအင်ကန်တိုက်မဟာဝိသုဒ္ဓရာမတိုက်တဲ့ဟောမှာဦးကြည်တော်ဆက်သူဦးသုဒ္ဓမှာတိုက်အုပ်ဖြစ်ခါစအကိုတူးမှာဦးတေဇောဘာသာအမည်နဲ့စာချပုံကိုဖြစ်ရှိပါလေ အင်္ဂန်တိုက်မှာလာနိုင်ငံနေထိုင်စားလိုက်ပြီးအနောက်ပြင်မဟာဝိသုဒ္ဓရုံတိုက်ကိုပြောင်းရွှေ့ပါလေမဟာဝိသုဒ္ဓရုံတိုက်မှာစာချเสียတော့ဥမာကဝါထံမှာ3မိနစ်တန်တိုင်းစီးကပ်စားလိုက်ရပဋိကတ်သုံးပုံအာကုံစောင်းနိုင်တဲ့အထိပေါင်းမြောက်ပါလေရွှေချင်းဂိုင်းကြီးရဲ့ဦးစည်းကောင်းကင်သဒ္ဒနာပိုင်ဖြစ်တဲ့မဟာဝိသုဒ္ဓရုံဆရာတော်ကြီးရဲ့ခြေရင်းမှာပညာရှင်တို့တောက်ဆုခေယုံမကဆရာတော်ကြီးရဲ့စွန့်ကပ်ကိုကပ်နီးစည်းရတဲ့အလုတ်ကျွေးလက်ဖြစ်ခဲ့ပါလေ ဒါအပြင်ဒီဘေးရင်ဆရာတော်အလုံးဆရာတော်တရိုင်းဆရာတော်ကလေးဝဆရာတော်ကြီးများအစရှိတဲ့ရွှေကျင်ကိုင်းဆိုင်ရာဆရာတော်ကြီးများနဲ့ရင်းနှီးဆွေးနွေးမှုခံယူပါလေတက်တော်73နှစ်သားတာမဏိငယ်ဘွားမှာပဋိကတ်ရေးအားသင်ဟန်ကုံဆုံးနေပြီးတော့တခြားဘ ഹു ဒုဒဖြစ်ပေါ်ရတဲ့ဆက်လက်စီဘူးရင်သာသနာပိုင်ဆရာတော်ကြီးထံမှာပြည်တော်မူချိန်ထိနေပါတယ်ဒီလိုနေထိုင်စဉ်စာသင်တန်းကားတော့900ကျော်လို့ရှိမှာဆရာတော်ကြီးနဲ့စာမေးစာလျှောက်လို့ရပါတယ် ရွှေချင်းကန်းကြီးရဲ့ထူးခြားချက်ကဆရာတော်ရှင်ဥက္ကရာလောင်းလျာတာမဏိငယ်ဟာဆွေဆုံမြောက်ထူးခြားပုံကို ရွှေချင်းသာသနာဝင်ကျမ်းနဲ့စံကင်းဆရာတော်ဘုရားထေရုပတိကျမ်းနဲ့မှာအထင်ရှားဖော်ပြထားပါတယ်။ဆရာတော်ဘုရားကြီးပြောမူတဲ့အခါမန္တလေးမြို့နောက်ပြင်ချမ်းသာကြီးတိုက်ကိုပြောင်းရွှေ့နေထိုင်ပြီးတော့စင်တဲဆရာတော်ကြီးခင်မကန်တိုက်စာချဆရာတော်ဦးတီလာစာရာ ဥယျဝတာနဲ့တကွာဥခေမာတီဝံဆရာတော်တို့ထံမှဆက်လက်စာလိုက်ခဲ့ပြီးဆက်လက်ပြီးတော့ပခောက်ကူမျိုးမဟာဝိတုဒ္ဒရာမတိုက်တယ်မှာဆရာတော်ဥပညာဆရာတော်ဥဇဝနာဆရာတော်ဥနန္ဒဝန်သားတို့ထံမှစာလိုက်ပါတယ်လောကီယာဘုဒ္ဓတွေလည်းရန်ကုန်မန္တလေးထပ်အောက်တခွင်လှည့်လည်လေးလာတယ်စေဒတ်ဘေးဒင်အကိယကပြလင်္ကာလည်းဆက်လက်လေးလာတယ်ဒါကြောင့်လည်းရှင်သာမဏေဘွားနဲ့စင်တင်ကြီးဆိုတဲ့ဝတ္ထုကိုစရုပ်တရွေဒီရေးသားထိုးပါတယ်တတော်၁၈နှစ်သားရွယ်မှာ မဟာဝိတုဒ္ဓါယောဒုတိယသောဒနာပိုင်းဆရာတော်ရဲ့စေလွှတ်ချက်အရရွှေဘိုမကြီးတန်းကျောင်းမှာတာမဏိဘွားနဲ့နှစ်ဝါစာချခဲ့ပါတယ်။အဲနောက်တောင်းတင်းကြီးကိုပြန်ကတာမဏိဘွားနဲ့နောက်ဆုံးယရနာပင်စီကျောင်းမှာတဝါဆိုပြီးရဟန်းခံပါတယ်။ရဟန်းတကမှာတောင်းတင်းကြီးမြို့မောင်တိုင်ရက်ကံတော်မင်းကျောင်းလက်မဒေါ်ဖွားဖြစ်ပြီးတော့ရှေ့အစဉ်လာရရှင်မဟာသီလဝန်သတိလို့တမုတ်ထင်ရှားရား ရတနာပင်စီကျောင်းရဲ့အရှိတ်အတိမ်မှာရနာပိမဆရာတော်ကြီးကိုဥပိ္ပဇေပြုပြီးတော့ယဟန်ခံပါတယ်။ယဟန်ဘောကပထမဘောကိုမိဘဆွေမျိုးတွေကိုကျေးဇူးဆက်တဲ့အနေနဲ့မြို့သမျိုးတရတော်ကြောင်းမှာပါဆိုတယ်။ဝါကျွင်ရင်မန္တလေးကိုပြန်ကြွတောင်ပြင်ရွှေရီးဆောင်တိုင်းမှာနေထိုင်ပြီးစာချနိုင်မကြီးဆရာတော်ဦးကြည်ထံမှာစာဆက်လိုက်တယ်။အဲတော့ငယ်စဉ်ကတူနေခဲ့ဘူးတဲ့ဓမ္မကတိကဦးဝိစိတ်တာရဲ့ပင့်ဆောင်ချက်ရာဘုကိုးချက်ခဝိုင်းကြောင်းမှာနှစ်ဝါစာချတယ်။ ကြက်ခဝိုင်းကျောင်းမှာစာချစဉ်ဦးစင်းကလေးငငယ်နှစ်ဝါးလေးနဲ့စာကြီးပေကြီးတွေချပေးနေတယ်ဆိုတာတမင်လာရောက်ကြည့်တဲ့အချိန်တည်းရောက်ခဲ့တယ်။ဘကိုးကြက်ခဝိုင်းကျောင်းမှာစာချရင်ဒီဟိုကျွန်းမပြန်ကြွလာတယ်။ဖုန်ကြီးဥပမုံခန်းနဲ့တွေ့ရှိပြီးတော့အင်္ဂလိပ်စာစာသင်ပါလေ။၃လကြာအင်္ဂလိပ်သင်ခန်းစာဒုတိယအုပ်သင်ကြားပြီးဥပမုံခန်းလူထွက်သွားလို့အာသာမပြေစံတန်ငငယ်နဲ့ကျန်ခဲ့ပါလေ။ဦးကြက်ခဝိုင်းကျောင်းမှာ နှစ်နှစ်မြောက်နေထိုင်ပြီးကမာဆဲရွာမှာဒေါ်ငင်းဦးဒေါ်အေးဦးဆန်နွန်းတို့ရဲ့ပင်လျှောက်ချက်အရာတဝါသတင်းသုံးပြီးအိန္ဒိယကိုကြွားတယ်။အိန္ဒိယကိုမကြွားမရှင်ဥက္ကရာဟာမြန်မာနိုင်ငံစာနယ်ဇင်းတွေမှာစာပေတွေရေးသားတဲ့အပြင် စိန်တင်ကြီးဝတ္ထုလေးကိုအတွဲကိုလည်းရေးသားထုတ်ပေးပါတယ်။အိန္ဒိယကိုကြွားဖို့အစောပိုင်းကလေးကမြို့သစ်မှဆွေမျိုးသားချင်းနေကမာဆဲမှတက္ကသိုလ်ကမယာများထံမှလစဉ်မူးစုပဲစုစူဆောင်းထောက်ပံ့မှုစီစဉ်ခဲ့တယ်။ ကိုယ်တိုင်နဲ့ရန်ကုန်မန္တလေးစုံစံပြီးတော့အဲ့ဒီတုန်းကထုတ်ဝေလျက်ရှိတဲ့မဂ္ဂဇင်းဂျာနယ်တွေပေါ်စောင်းပါရေးတာတယ်အင်္ဂလိပ်စာသင်ခန်းစာဒုတိယအုပ်မြအသင်ကြားဦးတဲ့ယဟန်ငယ်ရှင်ဥက္ကရာဟာအိန္ဒိယကိုတင်မောခီးနဲ့သုံးရကြသွားတာလန်ခီးမှာဥထွန်းငိမ့်အဘိဓာန်နဲ့မီးနင်းစာလုံး950နှုန်းအာကုံဆောင်အရာကျက်သွားပြီးအသင့်စီစဉ်သွားပါတယ်အိန္ဒိယရောက်တော့ကလကရမ်းမှာအရှင်အာဒိဆာဝန်သားအရှင်သိခိလာတို့နဲ့ ကိုရကြသတင်းတော်ပြီးဗုဒ္ဓဂါယကြွားတယ်တရဆိုင်ဗုဒ္ဓဂါယရောမဆိုင်ဂါယကွန်ဖရင့်ကြီးနဲ့ကြုံကြပြီးအခန့်ကော်မတီမှာတာဝန်ကြတယ်အိန္ဒိယမြန်မာတီဟိုဗုဒ္ဓဘာသာခေါင်းဆောင်တွေနဲ့ရင်းနှီးကွင်းရတယ်ဗုဒ္ဓဘာသာသူတွေဒီပညာရှင်အကျော်မော်ဖြစ်တဲ့ဂါရကွန်ဂရက်ဥက္ကရာ CR Des Brothers Bengali Khipbo ပညာရှင်ရှီအောင်ဘီစီဆိုရှယ်တာဝန်ခံကတ်စတိုရီယာဒါအပြင်ယဟန်ဖြစ်ခါနီကိုရင်ကြီးဘွားနဲ့ရှိသေးတဲ့ယာဟုလာတန်ကိတ်စီတီဟိုမအရှင်အာနန္ဒာ ကောဒလာတို့နဲ့အတူဆောင်ရွက်ရင်းရင်းနှီးချစ်ကြည့်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံဘာယန်နတီမှာ၃နှစ်၊လက္ခဏောမှာ၂နှစ်၊ပန်ဂျက်ဘီအမရတာမှာ၁နှစ်ခွဲနေတယ်။အင်္ဂလိပ်၊ဟင်ဒီ၊ဥရဒူ၊ဘင်္ဂလီဘာသာမျိုးစုံသင်ကြတယ်။တစ်ဖက်မှာလည်းခရစ်ယာန်၊မဟာမေဒင်၊ဟိန္ဒူဘာသာကြီးပြည်စုံတို့ကိုလေ့လာစီပူတယ်။ဘာသာရေးဆိုင်ရာအိန္ဒိယပညာရှင်တွေကမ္ဘာသုတေသီတွေနဲ့တွေ့တယ်။ဆွေးနွေးနှီးနှောတယ်၊ညှင်းခုန်တယ်။ ဒီလိုနဲ့ပဲမိမိရည်သွေးမြင့်နေတာပေါ့ကမ္ဘာဘုရားဘာသာ conference နဲ့အိန္ဒိယဘုရားဘာသာ conference နဲ့စီဝေးတွေဟောပြောပွဲတွေကိုခေါင်းဆောင်နေဆက်လက်ပြီးတနှစ်နီးပါးမြောက်အိန္ဒိယနိုင်ငံတဝန်းလှည့်လည်သံသနာပြုတယ်။ဘင်္ဂါလီဘုရားဘာသာလောကတမီဘုရားဘာသာလောကမှာထင်ရှားတဲ့ပုဂ္ဂိုလ်ဖြစ်ရောက်လာပြီးဝိသုဒ္ဓိမတ်ကထာဝုထုတို့ကိုအင်္ဂလိပ်ဘာသာဖြစ်တော်မှာပြန်ဆိုထုတ်ဝေတယ်။ဓမ္မပဒကိုဥရတုဘာသာပြန်ဆိုထုတ်ဝေတယ်။လက္ခဏာမှာနေထိုင်စဉ်တနင်္ဂနွေတိုင်းညနေ6:00မှ8:00အထိ ဗုဒ္ဓဘာသာရေးရဆိုင်ရာသင်တန်းပို့ချတဲ့ဟောပြောပွဲလုပ်တယ်။တစ်ချိန်အိန္ဒိယနိုင်ငံလုံးဆိုင်ရာ Korean Conference ကြီးနဲ့ကြုံကြရာအဲ့ဒီ conference မှာကမကထပြုသူတွေကထက်မြက်တဲ့အရှင်ဥက္ကဋ္ဌအားခရစ်စက်ထဲသွင်းမှုရည်ရွယ်ချက်နဲ့ဖိတ်ကြားတက်ရောက်စေပါတယ်။မိဂုံးပေါင်းများစွာနဲ့အကြောင်းပိတ်မိတယ်။ Korean ကောင်းဆောင်တွေမဖြေနိုင်တဲ့အဆုံးတကယ်မာနစီတန်လို့သမုတ်ကပထမဆုံးအိန္ဒိယ Korean ခိုင်ပေါင်းဆောင်က ပကာတနိယကံပြူခြင်းကိုတော့မှဆရာတော်အခံခဲ့ရပါတယ်။အိန္ဒိယမှာ9နှစ်ကျော်နေထိုင်ခဲ့စဉ်ဘာသာမျိုးစုံကိုပါရဂူမြောက်ကျွမ်းကျင်တက်မြောက်တယ်။အဓိကဘာသာရေးကြီး၄ဘာသာကိုဘာသာဆိုင်ရာဖုံးကြီးတွေပနိတ်တွေမော်လဝီကဲ့သို့ကျွမ်းကျင်မှုအခြေခံကိုရခဲ့တယ်။ဒေသန္တရဘာသာဒဏ္ဍဆောင်နေစွာနဲ့ကမ္ဘာပညာရွှေဦးကြီးလို့အမည်ရတဲ့အိန္ဒိယပြည်မှာပညာရှင်မျိုးစုံနဲ့တွေ့ဆုံပြီးမြန်မာနိုင်ငံပြန်ခဲ့ပါလိမ့်။ ခုနှစ်ကြာမှာမြန်မာပြည်ပြန်ရောက်တယ်မြန်မာပြည်ပြန်ရောက်တော့သတင်းသုံးပြီးမျိုးသားရေးစိတ်ဓာတ်မြန်မာဖို့အတွက်အင်္ဂလိပ်မြန်မာဘာသာတွေကိုတရတော်ကျောင်းမှာကျောင်းဖွင့်တင်ကြတယ်အဲ့ဒီတုန်းကတစ်ဖက်ကဒိုင်းအားခီဝန်တာနုအကွဲစိတ်ကြီးနဲ့ကြုံကြိုက်တယ်ဆရာတော်ကျောင်းဖွင့်တဲ့တရတော်ကျောင်းမှာလည်းဝန်တာနုဂိုင်းဆရာတော်လုပ်ငန်းကလည်းအမျိုးသားတိုးတက်မှုဖြစ်လို့ပြည်ထနာကပိုကြီးလာတယ်။နိုင်ငံရေးလှုပ်ရှားမှုတွေပုံပွေလှုပ်ရှားခံရမှုတွေနှီးမျိုးစုံနေဆိုင်ရတယ်။အစုံမှာပြောရမယ်ဆိုရင်တော့ ော်တော်လေးကိုဒုက္ခပေါင်းများစွာနဲ့ရင်ဆိုင်ခံရပါတယ်1931-32မှာတောင်တွင်းကြီးမြို့ကိုပြောင်းရွှေ့ပြီးဗုဒ္ဓသာသနာပြုကြောင်း National Core အမျိုးသားကျောင်းကိုတည်ထောင်ပြီးတော့နှစ်စဉ်ယဟန်တန်က200ကျော်ကျောင်းသားကျောင်းသူ900ကျော်ကိုအင်္ဂလိပ်မြန်မာနှစ်ဘာသာခြေခံပြီးသင်ကြားပို့ချပါတယ်တစ်ဖက်တစ်လမ်းမှာလည်းတိုင်းပြည်ထဲမှာလဲလှယ်ပြီးသာသနာပြုတရားဓမ္မတွေဟောပြောပို့ချဘာသာရေးဆိုင်ရာဆွေးနွေးပွဲတွေလုပ်တယ် မဂဇင်း journal စာတောင်းတွေမှာဆုံးပါးတွေရေးတယ်သူတစ်ပြည့်ညူပါမှာတိုးတက်ရေးမဂဇင်း lady တရားသတင်းစာဟန်သာဝတီစာဆိုတော့အိန္ဒိယနိုင်ငံထုတ်မဟာဗောဓိဂျာနယ်မှာစာပေတွေရေးတယ်အဲ့ဒီဆုံးပါးတွေကိုရှင်ဥက္ကရအမည်နဲ့ပြင် မောင်မြတ်တာဘိုးမြတ်တာ စာလူကြီးကလောင်မျိုးမျိုးနဲ့ရေးတယ်အိန္ဒိယကထုတ်ဝေတဲ့မဟာဗောဓိဂျာနယ်မှာရှင်ဥက္ကရဆိုတဲ့နာမည်နဲ့ရေးတယ်ဒါအပြင်ညူပါမှာအင်္ဂလိပ်သတင်းစာမှာလည်းဗုဒ္ဓဘာသာကြောင့်အင်္ဂလိပ်ဘာသာနဲ့မေးမြန်းတာကိုလည်းအင်္ဂလိပ်ဘာသာနဲ့ပြန်ဖြေခဲ့တယ် မျိုးသားရေးမှာចောင်းသားចောင်းသူတွေတပည့်တွေចောင်းဆရာဆရာမတွေပတ်ဝန်းကျင်တကာတကမတွေပါ တက်ကြစွာ စီယုံစူးစီးထားပါလေအဲ့ဒီတုန်းကသခင်ရဲ့စီယုံကြီးရဲ့ဗမာပြည်အလဲပိုင်းမှာခြေစရာစခန်းကြီးဖြစ်ခဲ့ပါတယ်သခင်များမွေးထုတ်ပွဲရာတော်လင်းသမားလူငယ်များမွေးထုတ်ပွဲရာဖြစ်ခဲ့ပါလေဒါကြောင့်မကြာခဏအဲ့ဒီနေရာဟာဖန်စီခြင်းကိုလည်းကြုံကြိုက်ပါလေဘာသာရေးဘက်မှာဆရာတော်ကိုယ်တိုင်ဦးဆောင်ပြီးတောင်တန်းသဒ္ဒနာပြုလုပ်ငန်းတွေ ရာဟီတာတန်ခါလုပ်ငန်းဟောပြောပွဲတွေနိုင်ငံနှံ့လုပ်တယ်။အထူးသဖြင့်1936ပြည်ခရိုင်ဝတ်ထီးကန်နဲ့ကြောက်ကွင်းရမှာခရိယန်နဲ့ဗုဒ္ဓဘာသာ ပြိုင်ပွဲကြီးမှာဦးစီးကောင်းဆောင်ပြုပြီးရှင်းပြန်ခဲ့တယ်။တောင်ကူခရိုင်ကျွဲပွဲမှာခရိယန်ဝါဒကိုမကျင်နဲ့လို့ဖိုးသူတော်ကိုင်းထောင်နေတဲ့မစ္စတာသောမစင်နဲ့နောက်လိုက်တွေကိုလည်းအမှန်လမ်းကြောင်းရောက်အောင်ဆောင်ရွက်တယ်။မော်လဝီရွှေဖြီရေတော်ပုံနော့ဆက်တွေပေါ်ပေါ်လျက်ရှိတဲ့မဟာမေဒီဗုဒ္ဓပြည်တနာကိုလည်းရှင်းပြန်ဟောပြောတယ်။ရေးသားတယ် ပလောဝအကြောင်းစရာဥဖိုလပန်ကြားချက်အရာခရိယန်ဂိုင်းမြောင်မှာဆွေးကြတင်ထားတဲ့ရွှေချင်းငွေစာအုပ်ကိုအပြေလွှားထုတ်ရေးသားပေးတယ်။ဗုဒ္ဓဘာသာတန်ခါဂိုင်းပေါင်းဆောင်နိုင်ငံလုံးဆိုင်ရာတန်ခါကိုယ်စားလှယ်ခေါင်းဆောင်တွေကရွှေဒဂုံစီတီတော်တောင်ဘက်ဆောင်တန်းမှာဘာသာကြီးလေးပါးသာကြောင့်မိမြန်ရာတာဝန်ခံဖြည့်ကြားရှင်းနေတယ်။စာဦးတင်ဗြိတိရှဘာမာဦးညွန့်ပဲရော့ဦးစနီလိုနဲ့ဗုဒ္ဓပြန်ပွားရေးကိစ္စလက်တွဲဆောင်ရတယ်။1940နှစ်အင်္ဂလိပ်တွေဆုတ်ခွာခြင်း အင်္ဂလိပ်စစ်တပ်ကဖမ်းဆီးပြီးဆရာတော်ကိုထောင်ထဲမှာလေလာလောက်ချုပ်နှောင်ထားတယ်။အင်္ဂလိပ်ပြည်ဂျပန်ဝင်မျိုးရင်းကြောင့်ကိုဆရာတော်အရှင်ဇဝနကိုလွှဲအပ်ပြီးတော့လက်မိတော်ရမှာသတင်းသုံးခဲ့တယ်။အဲဒီလိုနေထိုင်တော့ရန်ကုန်သာသနာရေးဌာနကပြည်내အတွက်ကြွလာပြီးဒေါက်တာဘမော်ဆူရရဲ့စီမံချက်ဖြစ်တဲ့ဂျပန်စစ်တပ်လူကြဂျပန်ဘုန်းကြီးနာကာအီဆန်တာရုဆရာတော်တို့ရဲ့အာနာလက်နက်လွှဲမှုတဲ့သာသနာပြုလုပ်ငန်းကိုတာဝန်ပေးရတယ်။ အာနာလက်နဲ့နဲ့ဗုဒ္ဓဘာသာဘလို့မှမအပ်ဆက်ကြောင်းဒါကြောင့်တာဝန်ကိုလုံးဝလက်မခံနိုင်ကြောင်းညှိပယ်လိုက်ပါတယ်။ဒါနဲ့ပဲဆရာတော်ကိုဂျပန်စစ်ဘိုလ်ချုပ်အဲ့ဒီတော့ကဗိုလ်မိုးချုပ်ကိုယ်တိုင်အာနာဖီဆန်မှုနဲ့စစ်ဆေးတယ်။ဂျပန်အတွက်အင်္ဂလိပ်ဝင်အမျိုးသားလွတ်မြောက်ရေးအုံကြွလှုပ်ရှားမှုကြီးပေါ်ပေါက်ခဲ့တယ်။1945မြေသူရင်းစီဝေးရဟန်းတန်ကလည်းမှဆရာတော်ရှင်ဥက္ခရနဲ့မန္တလေးအရှင်ပါရောရလို့နှုတ်ပါကိုယ်စလဲဖြစ်ပါဝင်တက်ရောက်ခွင့်ရပါတယ်။ဒါဟာဖာစာပလာရဲ့ပထမဆုံးစီဝေးကြီးပါ။ အဲ့ဒီစီဝေးမှာပဲဗြိတိရှားစစ်တပ်လောက်ခံ support ဟုံးပြန်ကြားရေးတာဝန်ခံခရီးယံဖုန်းကြီးမစ္စတာအဘတန်ကဆရာတော်ရှင်ဥက္ခနဲ့ဥပဝါရတို့နှစ်ပါးကိုဖိတ်ခေါ်ပြီးပြည်လမ်းမှုတာအနေနဲ့ခရီးယံကန်ရုပ်ဖုန်းတော်ကြီးဘေးရှော့ဝတ်စ်နဲ့တွေ့ဆုံဆွေးနွေးကြတယ်။ဆွေးနွေးတဲ့ပြည်သူနာက community ဝါဒကပောက်နေရအနှက်ဝင်ရောက်နေရယူနေကြောင်းဗမာနိုင်ငံမှာလည်းဝင်စားပြုနေတယ်။ဒီ community ဝါဒဟာဘာသာမဲ့ဝါဒဖြစ်ကြောင်းဒါကြောင့်ဘာသာပေါင်းစုံကစုပေါင်းဆန့်ကျင်ပြီးခုခံတိုက်ပွဲဝင်ရမယ်လို့ဆိုပါတယ်။ အဲ့လိုတိုက်ပွဲဝင်ရမှာတဲ့ဗုဒ္ဓဘာသာဘက်ကခေါင်းဆောင်တာဝန်ယူစေလို့ကြောင်းဒီလိုခေါင်းဆောင်ကြီးဖြင့်ကပ္ပသူစရိတဆိုတဲ့ MRA အဖွဲ့မှာဈေးစကထုတ်ပေးမယ်လို့ဆိုပါတယ်အခုလည်းလုပ်ငန်းဆောင်ငွေသိန်း20မတ်တီထုတ်ဝေပြီးဗုဒ္ဓဘာသာပုံတော်ကြီးနဲ့ဘာသာရေးဖွဲ့စည်းတွေကိုစုစည်းဆောင်ရွက်ပေးလို့ကြောင်းပြောတယ်ဆရာတော်ဟာလုံးဝလက်မခံပါဘူးဘာသာရေးကိုတန့်စစွာဆောင်ရွက်လို့တယ်တခြားဘာသာတွေနဲ့ရုံတော့ဆောင်ရွက်လို့မဖြစ်နိုင်ဘူးငွေကြေးထောက်ပံ့ကုန်လည်းလက်မခံဘူးမမှန်ဘူးလို့ဆိုတာညှင်းပေးပါတယ် 1948မှာအိန္ဒိယကိုပြန်ကြွားတယ်။တနည်းကြာသောတနာပြုတယ်။အဲ့ဒီတော့ကလန်နက်သွယ်စာအုပ်ကိုအင်္ဂလိပ်ဘာသာနဲ့ရေးသားထုတ်ဝေတယ်။အိန္ဒိယမှာပြန်လာတော့ဗိုလ်ချုပ်အောင်ဆန်းနှုတ်လုံးကြံခံရတယ်။ကွန်မြူနစ်ပြည်သူ့ရေပေါ်လှုပ်ရှားမှုအဲ့ဒီကာလတွင်နက်မီတော်ရမှသာတရားဓမ္မတွေဟောပြောသတင်းသုံးခဲ့ပါတယ်။1950 53မှာဗုဒ္ဓအဘိဓမ္မာကစပြီးဆရာတော်ရေးသားပြုစုတဲ့ကျမ်းတွေအစဉ်တစိုက်ဖတ်ပေါ်လာပါတယ်။ကိုယ်တိုင်နဲ့နိုင်ငံနဲ့လှည့်လည်ဟောပြောတယ်။အရှင်အာရိစဝန်သားအရှိစဉ်ကလေးက ဥပပေါင်းဆောင်ရွက်ခဲ့တဲ့ပါဠိပဋိကစာပေတွေကိုစီစဉ်ခြင်းကိစ္စဆက်လုပ်တယ်။အရှင်အာရိသဝန်သားရဲ့တသနာပြုဘက်တွေကတော့လေကောဆရာတော်ကမာကလေးဆရာတော်အရှင်သေရီလာအရှင်ဣသာရိယအရှင်ဝိလာသားနဲ့တကွဂိုင်းပေါင်းစုံမှပဋိကကျွင့်နေတဲ့ဆရာတွေအကုန်ပါဝင်တယ်လို့သိရပါတယ်။ဆရာတော်ဟာသထသံဃာယနာတင်ပွဲကြီးမှာပါဠိတွေကိုစစ်ဆေးပေးဖို့တာဝန်ယူဆောင်ရွက်ရတဲ့ ပါဠိဝိသောတကအဖွဲ့မှာဥက္ကဋ္ဌဖြစ်ဆောင်ရပါတယ်ဒါပေမဲ့ပါဠိတော်များမှာပြင်မနာဝါဒနဲ့အတ္တလန်စင်များယောဂလန်စင်များရောနောရှုပ်ထူတာကိုတန်စင်ဖယ်ထုတ်တင်ပြလိုက်တဲ့အခါဝင်းဆောင်ဆရာတော်တွေကထုတ်နေနှုတ်နေဖို့မလိုပစ္စမသံဃာယနာတဲ့မန္တလေးကြောက်ဆောင်မှုအတိုင်းဤဖြတ်ပြုပြင်ပေးဖို့ဆုံးဖြတ်မိကြတဲ့အတွက်သဘောထားကိုလဲပြီးတာဝန်မှထွက်တယ်1956မှာအိန္ဒိယနိုင်ငံနယူးဒေလီမှာကျင်းပတဲ့အာရှအာဖရိကစာပေညီလာခံမှာ မြန်မာနိုင်ငံစာရေးဆရာအဖွဲ့ဦးစီးကောင်းဆောင်တက်တယ်1958-59ဆွီဒင်နိုင်ငံစတော့ဟ ோம் မှာကျင်းပတဲ့ကမ္ဘာညီညွတ်ရေး conference ကိုမြန်မာအဖွဲ့ခေါင်းဆောင်ပြီးတော့တက်တယ်ကမ္ဘာညီညွတ်ရေးပြဿနာလေးဆွေးနွေးတယ်တစ်ဆက်တည်းဥရောပဆိုရှယ်လစ်နိုင်ငံတွေဆိုဗီယက်တရုတ် VN တွေလှည့်လည်လေ့လာတယ်1958-59မှာဖာဆပ်လာနိုင်ငံရေးအကွဲလိုင်းကရဲ့ကြောင့်ဂျာပြက်ဆိုရလက်ထက်ကွန်မြူနစ်စန့်ကျင်ရေးဓမ္မအန်တီရဲ့လှုပ်ရှားမှုကြီးပေါ်လာခဲ့တယ် ဆရာတော်စစ်မှန်တဲ့ဗုဒ္ဓဝါဒဆိုင်ရာအပိဓမ္မာတွေကလည်းပြန့်နှံ့လျက်ရှိပြီးအဲ့ဒီမှာမီယိုဖလာဗုဒ္ဓဘာသာတမားတွေနဲ့တော်တော်လေးကိုထိတဲ့တွေ့ကြတယ်ဗေမနအလောင်းရင်မကင်းသူဘာသာရေးဩဇာခံနေဖာစာပလပါထာဇာနိုင်ငံသမားအလုံးစူစီယာပွက်စီယာအကွက်ရပြီးဆရာတော်ကိုဓမ္မအန်တရဲ့ဇတ်ထဲသွင်းလိုက်ပါတယ်ပြောရမယ်ဆိုရင်တော့ဆရာတော်ဟာအဲ့ဒီခေတ်ကနိုင်ငံရေးသုံးချခံဖြစ်သွားပါတယ် ဇီယာတော့ဒါနဲ့ပဲထောင်ထဲမှာ6လလောက်ချုံတော့တာပါတယ်ထောင်အောင်ထွက်လာတော့နှစ်နှစ်ကျော်3နှစ်မြောက်တရားရုံးမှာမှုကိုရင်ဆိုင်ဖြေရှင်းရပါတယ် PIA ဩဇာခံဘာသာရေးဖွဲ့စည်းကောင်းဆောင်တွေကတရားလိုပြတ်သက်သေပြုပြီးဥပဒေတွင်တိုက်ပွဲတွေဆင်ကြပါတယ်တရားသူကြီး40ပြောင်းသည့်တိုင်ဇီယာတော်မှုကလုံးဝပြည့်ပြည့်ခြင်းမရှိပါဘူးထောင်ကွာ62ဝေဒုကြီးနေဝင်ဆိုရတက်လာတဲ့ချိန်လူငင်းချမ်းသာကုန်တဲ့တူတရားဥပမာအမှုကိုပလက်လိုက်ပါလေ ဒါမဲ့ဆရာတော်ဟာဟောမြတ်ဟောရေးမြဲရေးသာသနာ့ပြုလုပ်ငန်းတွေကိုမနာမနေလုပ်နေတော့မှာ1962မှာနိုင်ငံရေးဝါဒအညာမညာဆိုတဲ့လမ်းစဉ်ထွက်လာပါလေအဲဒီမှာရှင်ဥက္ကဋ္ဌရဲ့လက်ရလို့အစိုးအမိတက်ပြီးတော့ဒါအပြင်ရှင်ဥက္ကဋ္ဌကိုအလင်တိုက်မယ်ဆိုပြီးတော့ပကာတနိယကံပြုပွဲမန္တလေးရဟန်းပြုခေါင်းဆောင်ဥက္ကေတရာရဲ့မိန့်ခွန်းနဲ့လှုပ်ရှားပါတော့တယ်ပါထစာကျောင်းတိုင်းဖုန်ကြီးတွေဖာစာပလရဟန်းပြုတွေ ဖဆပ်လာဘာသာအနာမရတဲ့နိုင်ငံရေးသမားတွေဒါနဲ့အဖွဲ့အစည်းပေါင်းစုံကရှင်ဥက္ကရာရှုတ်ချပွဲတွေတော်တော်လေးကိုလှုပ်လာပါတယ်မြန်မာနိုင်ငံမှာသူတမာရွှေချင်းကံဒွာယာငှက်တွင်းတန်ခါခိုင်မှကြည်လေရှိပါတယ်အဲ့ဒီတည်းမှာသူတမာတကိုင်းတည်းမှာပဲနိုင်ငံတော်ចောင်းနိုင်ဆရာတော်များဖွဲ့ပါထဆတတိယចောင်းနိုင်ဆရာတော်များဖွဲ့ဆိုပြီးသုံးဘွဲရှိပါတယ်အဲ့ဒီတည်းမှာသူတမာလောက်ခိုင်ပါထဆចောင်းနိုင်တဲ့ဖွဲ့သဘောနဲ့ဦးစီးပြုလုပ်တဲ့ ါထာစာဖာစာပလစီးပွားရေးသမားတွေရဲ့ဒီဆွေးနွေးပွဲတွေနောက်ပြီးတော့ဆရာတော်ကိုရှုတ်ချပွဲတွေလုပ်ပါတယ်။ဒါမဲ့ဆရာတော်ကတော့ရေးမြေရေးဟောမြေဟောမြေဖြစ်နေပါတယ်။ဒီလိုနဲ့ပဲဆရာတော်ဟာပြဿနာပေါင်းများစွာနဲ့ရင်ဆိုင်နေရရင်လည်းမြန်မာနိုင်ငံရဲ့လည်းလှည့်လည်ဟောပြောပြီးတန်ဃာတော်တွေကိုဗိဓိမာရေးရမှာပို့ချပေးနေတော့မှဖြစ်ပါတယ်။ဆရာတော်ဟာ နောက်ပိုင်းဘွားနီကိုမှာတော့အိယာနဲ့ထိုင်ကုန်မှာသာတလဲစီတရင်သုံးခဲ့တဲ့လို့အစာကိုလည်းညှင်းပယ်ခဲ့ပါတယ်။အားစီမသွင်းတော့လို့ပြောပါတယ်။1340ဒဇောင်မုံလာစုပ်ရှိရအုတ်ထူးနေမှာမိမိကိုယ်ကိုတည်ခြင်းတရားရဲ့လက်ကိုအနှံကြောင်လူသိရှင်ကြလက်မှတ်ထိုးပါတယ်။အဲ့ဒီချိန်မှာစအိယာရဲ့အပြင်ဘက်ကိုတဖွားမှမရွေးတော့ပါဘူး။1340ဒဇောင်မုံလာစုပ်73ရက်တနင်္လာနေ့မနက်ပိုင်းခရစ်နှစ်1998နိုဝင်ဘာ28ရက်မှာ ဆရာတော်ကြီးရဲ့ဘယ်ဘက်ဒူကောင်ဟာစတင်ပြီးတော့လှုပ်ရှားခြင်းရပ်တန့်သွားပါတယ်။၃နှစ်ခန့်မှာညာဘက်ဒူပါလှုပ်ရှားမှုကင်းသွားပြန်ပါတယ်။နေ့လယ်တနားမှာပက်လက်အနေထားမှာလက်ဝဲဘက်ကိုစောင်းငှက်ပေးလိုက်ပါတယ်။လှုပ်ရှားငင်းဆန်မှုမပြုအင်းကြီးမှုကိုသာမျက်မှောက်ပြုနေရှိပါတယ်။နေ့နေ့၃နှစ်ခန့်မှာဆရာတော်ကြီးရဲ့အထက်အောက်နှခမ်းဆောင်ဟာစင်းငယ်များငါးကြိမ်နဲ့ဟာပြီး ငါးကားအစဉ်ငိမ့်ချပြီးတော့ကြွေးကြော်ပြီးတော့3နာရီ35မိနစ်မှာရှူထုတ်မှုကိုရပ်တန့်ပြီး3နာရီ45မိနစ်မှာခန္ဓာဝန်ချခဲ့ပါလေဆရာတော်ဘုရားတက်မြောက်ခဲ့တဲ့ဘာသာစာပေတဲ့စကားတို့ကတော့တက္ကဒဟိန္ဒီနာဂရီအိုရတူအာရတီဝင်္ဂါလီအစရှိတဲ့အိန္ဒိယဘာသာစကားတွေပါဠိအင်္ဂလိပ်ပြင်သစ်လက်တင်စစ်ဘာသာစကားတွေဖြစ်ပါလေဆရာတော်ပြုစုရေးသားခဲ့တဲ့ကျမ်းတွေကတော့ ရွှေချင်းခွင်းစာအဖြစ်တကယ်စာတန်ကပ္ပပြဒနာစိန်ရင်ကြီးဝိထုလေးဟုတ်တွဲစင်ပြိုက်သဒနာပတုကတော့ပန်းနမီရေးဆမ်းမရေးပန်းကလေးများဓမ္မစကြတရားနမီဟောစဉ်စစ်တွင်းကြုံရငါဘဝဗုဒ္ဓအပိဓမ္မဗုဒ္ဓဝါဒဗုဒ္ဓလန်စေဗုဒ္ဓသခဗုဒ္ဓမှတ်ကြောင့်အသင်လူသားဘာမှနေတယ်လဲ။ဦးယောဂီတင်ပေကိုသွားမလဲ ကြက်ရရွေလန်းနှစ်သွဲအစွဲပြုတ်တဲကုတ်ရွှေနန်းတော်နက္ခဏရောင်အထီဘုရားတည်နီနိဗ္ဗာန်ဆိုတာလဝဲနိုင်ငံများနဲ့ဘာသာလူလက်မှုလူသိလူဖြစ်မဟာယနာဘုရဝင်ဘဝအရေးစီလူသားနဲ့မြေလွာတမတမကဝါရမဟာတမကဝါရကဗအဘိဓမ္မာလဆွဲယုဒ္ဓအပိဓမ္မာအဘိဓမ္မာဤအဘိဓမ္မာတခြားဘာသာနဲ့ရေးသားခြင်းနဲ့တော့ဝိသုဒ္ဓိမံတထာဝတ္ထု မေကဒါဝန်တရားလမ်းနဲ့တွဲဓမ္မပဒါတို့ဖြစ်ပါလေတခြားမောင်မြတ်တာဘိုးမြတ်တာ စာဒူကြီးရှင်ဥက္ခရာအစရှိတဲ့အမည်မျိုးစုံနဲ့လေဒီတရားသတင်းစာတိုတရေမဂဇင်းဖြစ်ပြင်းမဂဇင်းဟန်သာဝရီဘာမဂျာနယ်အိန္ဒိယထုတ်မဟာဗောဓိဂျာနယ်မှာစောင်းပါးတွေရေးသားခဲ့တယ်လို့သိရပါတယ်ဒါကတခိတခါကအလင်းကြော်အလွန်ကြော်ကြားခဲ့တဲ့တောင်တွင်းကြီးနတ်မီတော်ရဆရာတော်ရှင်ဥက္ခရာ ဘဝဖြစ်တော်စဉ်ကြောင်းကိုတင်ဆက်ပေးခြင်းဖြစ်ပါတယ်။နားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ။